ဒီဇင်ဘာ17ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့စီးရီးသတင်းများကိုတင်ဆက်ပေးပါမယ်မြောက်ပရမသုံးသတင်းတပုတ်နေနဲ့မိုးကုတ်မိုးမိတ်ဒေတာကိုပြန်လည်ထိုင်းရှုံနိုင်ရင် NUG က PDF နဲ့ပကဖတက်ရင်များကိုစုစည်းပြီးစစ်စင်ရေးစစ်ဦးစီးအဖွဲ့ဖွဲ့စည်းပြီးတိုက်ပွဲဝင်နေစွာသတင်းကိုတင်ဆက်ပေးပါမယ် DNL ကစစ်တပ်ခန့်သို့ပြန်လည်လွှဲပြောင်းပေးလိုက်တဲ့မိုးကုတ်မိုးမိတ်ဒေတာကိုပြန်လည်ထိုင်းရှုံနိုင်ရင်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG က PDF နဲ့ပကဖတက်ရင်များကိုစုစည်း၍ စစ်စင်ရေးစစ်ဦးစီးအဖွဲ့ဖွဲ့စည်းပြီးတိုက်ပွဲဝင်နေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးဖုံးနေလက်ကယနေ့ထုတ်ပြန်ပြောဆိုပါရယ်။အိုကုံမုံမိတ်ဒေတာဟာထိလွယ်ရှာလွယ်ဖြစ်တဲ့နိုင်ငံရေးနဲ့စစ်ရေးအရှင်တွေဖြစ်တာကြောင့်လက်မီကိစ္စနဲ့ပတ်သက်၍အများစုကမျိုးသားညီညွတ်ရေးအစိုးရပေါ်မျှော်လင့်ချက်များထားပြီးစောင့်ကြည့်ခဲ့ကြမှုကိုရှင်းရှင်းလင်းလင်းသိထားကြောင်းတရားဝင်ထုတ်ပြန်ချက်မထုတ်ပြန်ခဲ့တော့လဲစစ်စင်ရေးစစ်ဦးစီးအဖွဲ့များကိုဖွဲ့စည်းပြီး အဲ့ဒီ data ကိုပြန်လည်ထိရှုပ်နိုင်ရင်ဆောင်ရွက်ခဲ့ကြောင်းဥဖုံးနေလက်ကဆိုပါတယ်။နယ်မြေကိစ္စတွေနဲ့ပတ်သက်ပြီးအများစုကအမျိုးသားညီညွတ်ရေးအစိုးရကိုညှော်လင့်ချက်တွေထားပြီးစောင့်ကြည့်ခဲ့ကြတာကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိထားပါတယ်။သို့တော့ထိလွယ်ရှားလွယ်ဖြစ်တဲ့နိုင်ငံရေးစည်းရေးအရှိန်အရရပေါ်မူတည်ပြီးတရားဝင်ထုတ်ပြန်ချက်တွေကိုမထုတ်ပြန်နိုင်ခဲ့တာကိုတော့နားလည်ပေးနိုင်ကြမယ်လို့ယုံကြည်ပါတယ်။ကျွန်တော်တို့မြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ရုံးချုပ်အနေနဲ့မိုးကုတ်မိုးမိတ်ဒေတာစစ်စင်ရစ်စစ်ဦးစီးအဖွဲ့ကို2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာစတင်ဖွဲ့စည်းပြီးဒေတာတွင်းရှိ PDF ပါကဖတက်ရင်းများကိုစုစည်းလျက်အမိန်ပေကုတ်ကဲမှုစနစ်တစ်ခုတည်းအောက်ကနေစစ်စင်ရစ်ကိစ္စတွေကိုစနစ်တကျကုတ်ကဲဆောင်ရွက်နေကြတာဖြစ်ပါတယ်။တချိန်တည်းမှာပဲစစ်ရေးကိစ္စများမစတင်ခင်ထိခိုက်လွယ်ဒေတာကပြည်သူများကိုဘေးလွတ်ရတင်းဆောင်နိုင်ဖို့နဲ့ဂျူတင်ကာဝယ်မှုတွေပြုလုပ်နိုင်ဖို့ထောက်ပံ့ကူညီမှုတွေဆောင်ရွက်ပေးနိုင်ဖို့တွေကိုပါ အချိန်နဲ့တပြေးညီဆောင်ရွက်ခဲ့ပါတယ်ပြင်ဆင်မှုတွေအလုံးပြုလုပ်ပြီးချိန်နိုဝင်ဘာလ30ရက်နေ့ညကနေစတင်ပြီးဒီဇင်ဘာလ6ရက်နေ့အထိတိုက်ပွဲကြီး၉ပွဲဆင်နွှဲပြီးရနောက်မှာရန်သူစိုးမိုးထားတဲ့စခန်းကုန်းကြီးတစ်ခုကိုတိမ့်ပိုက်နိုင်ခဲ့ပါတယ်လို့ဦးဖုံးနေလက်ကရှင်းပြထားပါတယ်အဲဒီအပြင်မုံကုံမုံမိတ်ဒေသတို့ဂျူကျော်ဝင်ရောက်လာတဲ့အကြံပတ်စစ်အုပ်စုကိုပြည်သူနဲ့အတူလက်တွဲပြီးတိုက်ခိုက်မိဖြစ်ကြောင်း၎င်းကဆက်လက်ပြောဆိုပါတယ်အော်တိုဘာလ29ရက်နေ့အော်တိုဘာလ28ရက်နေ့တို့မှာတရုတ်နိုင်ငံအထူးကိုယ်စားလှယ် မစ္စတာတင်ကြီးရှင်ရဲ့ဂျားဝင်ညှိနှိုင်းမှုဖြင့်တရုတ်နိုင်ငံကူမင်းမြို့မှာ DNA နဲ့အကြံဖက်စစ်တပ်တို့အပြစ်ခတ်ရက်စဲရဘိုးကုန်းနဲ့မုံမိတ်မျိုးတို့ကိုပြန်လည်ပိတ်အပ်ရန်သဘောတူညီခဲ့ကြပြီးနိုဝင်ဘာလ29ရက်နေ့မှာအကြံဖက်စစ်တပ်ကမိုးကုန်းနဲ့မိုးမိတ်ဒေသတို့ကိုဝင်ရောက်လာခဲ့တာလည်းဖြစ်ပါတယ်စစ်တပ်ဝင်ရောက်လာပြီးနိုဝင်ဘာလ30ရက်နေ့မှာစတင်ပြီးမိုးကုန်းနဲ့မိုးမိတ်မျိုးတို့မှာတိုက်ပွဲများစတင်ဖြစ်ပွားခဲ့ကစစ်တပ်ကလေကြောင်းတိုက်ခိုက်မှုများပြန်လည်လှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ် KYN ရဲ့ပြောရေးဆိုခွင့်ရှိသူဘုံမူကြီးနော်ဘူးကလည်းမုံမိတ်မျိုးနဲ့တွေ KYN တက်ရင်းများရှိပြီး ABSDF PDF တို့နဲ့အတူပူရဲရှိနေကြောင်းတက်စုအဖြစ်အတူတူနေထိုင်ပြီးအရှိရှာတာကြောင့် KYN အနေဖြင့် DNN နဲ့ဆုတ်ခွာသွားမဲ့မုံမိတ်မျိုးနဲ့ပတ်သက်၍စစ်ရေးအရဆောင်ရွက်ရန်မရှိတော့လဲ ABSDF နဲ့ PDF တို့ရဲ့စစ်ရေးလှုပ်ရှားမှုများလှုပ်ဆောင်လာရင် KYN ကကူညီသွားမည်ဖြစ်ကြောင်းလုံဝင်ပါလာအတွင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်ခင်ဗျာနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ တောင်ကူမြို့နယ်ကျေးရွာများတို့စစ်ကြောင်းထိုးရန်ထွက်လာတဲ့စစ်တပ်ကိုကြားပြတိုက်ခိုက်မှုစစ်သားများခိခိုက်မှုရှိနိုင်စွာတဲ့ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတောင်ကူမြို့နယ်ကျေးရွာများတို့စစ်ကြောင်းထိုးရန်ထွက်လာတဲ့အချမ်းဘတ်စစ်တပ်ကိုကြားပြတိုက်ခိုက်ခဲ့ရာစစ်သားများခိခိုက်ဒိဆုံးမှုရှိနိုင်ကြောင်းဝရစိန်တပ်ဖွဲ့မှကာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဒီဇင်ဘာလ9ရက်နေ့နနက်2နာရီခန့်အချိန်တောင်ကူမြို့နယ်ရှိကျေးရွာများကိုစစ်ကြောင်းထိုးရန်ထွက်လာတဲ့အချမ်းဘတ်စစ်တပ်စစ်ကြောင်းကိုဒေါ်လန်ရေးတပ်ဖွဲ့များကကြားပြတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထိုထိတွေ့တိုက်ပွဲအတွင်ဂျမ်ဘတ်စစ်တပ်မှထိခိုက်ဒေဆုံးမှုရှိတော်လဲအရေအတွက်ကိုတည်ပြုတ်နိုင်ခြင်းမရှိသေးကြောင်းအဲဒီပြင်ဒေါ်လန်ရဲ့ရဲဘော်တို့လည်းကြာဆုံးခဲ့ကြောင်းသိရှိရပါတယ်။ဒီဇင်ဘာလ9ရက်နေ့နနက်2နာရီဝန်းကျင်ကကောင်ငူမြို့နယ်စစ်တောင်းမြစ်အရှိဘက်ကန်းကိုစစ်ခွေးတွေစစ်ကြောင်းထိုးဝင်ရောက်လာလို့ထိတွေ့မှုတွေဖြစ်တာပါ။စစ်တောင်းမြစ်ကိုကူးပြီးထွက်လာတဲ့စစ်ကြောင်းပါကျွန်တော်တို့မာမိတ်တပ်တွေပြန်လည်ခုခံရင်ရဲဘော်တို့ကြာဆုံးခဲ့ပါတယ်။ စစ်တောင်းမြက်ကိုဖြတ်ကူးလာတာတော့သိရတယ်ဘဲကထွက်လာတာလည်းတော့မသိဘူးမြက်ကိုကူးလာမှသိတာစစ်တောင်းအရှိတ်ကမ်းမှာတော့ကဘာနေရွာနဲ့ပရဲရွာတွေမှာစစ်ခွေးတွေရှိတယ်စစ်ခွေးအင်းအားခမန်းကြီး300ကျော်လောက်ရှိမယ်အလုံးရင်းနဲ့ထိုးတာပါလို့ဗရဇိန်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အကြမ်းစစ်တပ်စစ်ကြောင်းကလက်ရှိအချိန်ထိဒေါင်ကူမျိုးနဲ့စစ်တောင်းမြက်အရှိတ်ကမ်းတခြားရွာများကိုဆက်လက်စစ်ကြောင်းထိုးနေပြီးတိုက်ပွဲများလည်းဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုကို ဝရဆိုင်ရှေးမောင်ကြီးတပ်ဖွဲ့နဲ့မာမိတ်ရဲဘော်များတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီးစစ်တပ်စစ်ကြောင်းကြောင့်စစ်တောင်းမြေတခြားရှိကျေးရွာများမှာထောင်ထဲရှိတဲ့ပြည်သူများဘေးလွတ်ရာခပ်ပြီးတိမ်းရှောင်နေကြကြောင်းသိရှိရပါတယ်ခမောနောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့မစုံမျိုးနယ်မှာစစ်တပ်စစ်ကြောင်းနဲ့တပ်ဆွဲထားတဲ့နေရာများကိုတိုက်ခိုက်မှုစစ်သားနှုတ်ဒေသောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်မန္တလေးတိုင်းမစုံမြို့နယ်မှာကျမစစ်တပ်စစ်ကြောင်းနဲ့တပ်ဆွဲထားတဲ့နေရာတွေကိုတိုက်ခိုက်ရာစစ်သားတွေသိမ်းဆုံးခဲ့ကြောင TGY အမတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဒီဇင်ဘာလ၄ရက်နေ့နနက်၈နာရီခန့်မှာနန်းစုံမြို့မှာထွက်လာတဲ့အင်အားတရာခန့်မှာစစ်တပ်စစ်ကြောင်းဟာလေဝန်ကုန်းကြေးဘာကိုရောက်ရှိလာစဉ်ဒေါ်လန်ရေးတပ်ဖွဲ့များက၆၀မမဘုံသုံးလုံး drone များဖြင့်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်အဲဒီလိုတိုက်ခိုက်မှုဖြစ်ပြီးတဲ့နောက်အကြမ်းဖက်စစ်တပ်ကလည်းလေဝန်ကုန်းကြေးဘာအနီးနားရှိမကြီးကြေးဘာမှပြည်သူများတော်ရဲနိုင်တောင်ရလောက်ကင်နေတဲ့နေရာကို drone ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ကြောင်းစစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်ပြည်သူများ ထိခိုက်မှုရှိခဲ့ကြောင်းသိရှိရပါတယ်။အဲဒီမောလက်ထလိုက်ခန့်မှာကျမ်းပတ်စစ်တဲ့စစ်ကြောင်းဟာလေဝုန်ကုတ်ကျေးရွာမှာငန်းစုံမြို့သို့ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး၎င်းတို့ဆုတ်ခွာသွားကြောင်းအဲဒီအပြင်တော်လန်ရေးရဲဘော်များကလည်းငန်းစုံမြို့အနီးရှိညောင်ချင်းရွာစတင်ကြောင်းအတွင်း၌တဆွဲထားတဲ့အကျမ်းပတ်စစ်သားများကိုလည်းဒရုန်းဖြင့်ထပ်မံဘုံကျတိုက်ခတ်ခဲ့ကြောင်းသိရှိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းကျမ်းပတ်စစ်သား2ဦးသေဆုံးကစစ်တပ်ကလည်းလက်နက်ကြီးလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင တိုက်ခိုက်မှုပြုလုပ်ပြီးတဲ့နောက်တော်လန်ရေးရဲပေါ်မြထိခိုက်မှုရှိပြန်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။လေဝုံကုတ်ကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့စစ်ခွေးတွေကိုလက်နက်ကြီး drone နဲ့ပစ်တာကတော့စစ်ခွေး၅កောင်ခွေးပြေးဝက်ပြေးဝင်ပြေးတာတော့တွေ့ရတယ်။နှကောင်ကတော့ထိတယ်မပြေးနိုင်လို့ဘုံထိသွားတာ။ညောင်ကျင်းရွာစတင်ကြောင်းမှာထိုင်ရှားထားတဲ့စစ်ခွေးတွေကိုတိုက်ခိုက်တာကတော့ထိခိုက်သေးဆုံးမှုစင်းမတိရသေးဘူး။ကျွန်တော်တို့တိုက်ခိုက်မှုပြုလုပ်ပြီးညနေ9:00မိနစ်30အချိန်မှာ စစ်ခွေးတွေကလမ်းစုံမျိုးကလက်နက်ကြီးနဲ့တောင်ပတ်ကိုပစ်ခတ်ပြီးကားလေးစီးနဲ့ညောင်ချင်းရွာကိုတက်သွားတယ်လို့ TGYR မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကို TGYR ငင်းရန်ခရိုင်အမှတ်17တပ်ရင်းမှဦးဆောင်ခဲ့ပြီးညီနောင်မာမိတ်လက်ရုံတပ်ဖွဲ့925ပျောက်ကြားတပ်ဖွဲ့နဲ့အတူပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတော်လန်ရင်တပ်ဖွဲ့ဘက်မှ Fit Wind Drone တပည့်ကျက်စီဆုံးရှုံးခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာ။